မင်္ဂလာပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ Cyclone Storm 01B ရဲ့တရားဝင်ကြောင်းအော်တိုဘာ၂ရက်မှ၄ရက်နေ့ထိ82နာရီတွင် AOR ရန်ကုန်ဘကိုးမုံမီနဲ့ပြည်မီနယ်မှာမိုးများနိုင်ပြီးရန်ကုန်ဘကိုးနဲ့ပတိမြို့နယ်မှာလူနေရပ်ကွက်ချို့ပါရေကြီးနိုင်ကြောင်းထုတ်ပြန်ထားပါတယ်။ AOR မြို့အောက်ပိုင်းနဲ့စစ်တောင်းမြစ်တွေမှာမြည်ရမြင့်တက်ပြီးမြည်ကြီးကြီးဖြစ်ပေါ်နိုင်တယ်လို့မိုးစလပညာရှင်အဝင်နိုင်ကဆိုပါတယ်။ ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်ဒေသချို့မှာမြေပြိုတောင်ပြိုမှုတွေဖြစ်နိုင်ပါလိမ့်မယ်။မြန်မာနိုင်ငံပြည်နယ်နဲ့တိုင်းနယ်လိုက်ရွာ300ရှစ်နယ်နဲ့မိုးရေကြီးပမာဏကျိုးနှင်ခံမှန်းချက်အရရခိုင်ပြည်နယ်မှာ၄ဒသမ9လက်မမှ9ဒသမ9လက်မအထိချင်းပြည်နယ်မှာ3ဒသမ1လက်မမှ6ဒသမ3လက်မစကိုင်းတိုင်းမှာ2ဒသမ4လက်မမှ၄ဒသမ9လက်မကချင်ပြည်နယ်မှာ၄ဒသမ8လက်မမှ၅ဒသမ1လက်မ கூடமா தோண்டுத்த மாட்டு இல்லம்மாமா ஆடுதுமா அலமா ஏன் அப்படி மாசு இல்லம்மாமா ஆடுத மாட்டு இல்லம்மா மூவினமா தோண்டுதுமா காலமாமா ஆடுதுமா கூடமா தீம்பினமா தோண்டுது மாட்டு இல்லம்மாமா ஆடுதுமா காலமா இப்ப கூடமா திட்டதுமா லீலமாமா நிறுத்தமா சில்லம்மா န်ကလေးမှာ2.6မှာ3.7မှာရန်ကုန်မှာ2.4မှာ4.3မှာ၄ .3 မှာ၊မှာကယားပြည်နယ်မှာ2.3မှာ3.5မှာ3.5မှာ၅လမှာအရှမ်းပြည်နယ်မှာ2.3မှာ၄မှာ4.3မှာ3မှာနေပြည်တော်မှာ1.6မှာ6လမှာမှာ3.3မှာ7လမှာတနင်္သာရီတိုင်းမှာတော့1.3မှာ8လမှာမှာ4.3မှာ9လမှာအထိမိုးရွာသွန်းနိုင်တယ်လို့သိရပါတယ်။ဝလိဝဒန်နဲ့ဇလားပြည်သားညွှန်ကြားမှုဦးစီးဌာနမှာထုတ်ပြန်ချက်အရ မင်္ဂလာပင်လယ်ကိုနောက်လည်ပတ်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းနဲ့ရေဘောဟာမြောင်းနောက်မြောက်ဘက်ကိုရွေ့ရှားခဲ့ပြီးပုံပုံအားကောင်းလာကမုံတိုင်းငယ်ဖြစ်ရောက်ရှိသွားပြီလို့သိရပါတယ်။အဲဒီမုံတိုင်းငယ်ဟာမြန်မာနိုင်ငံစစ်တွေမြို့ရဲ့နောက်နောက်တောင်ဘက်ရေမိုင်၄50မိုင်ခန့်အိန္ဒိယနိုင်ငံပူရီမြို့ရဲ့တောင်ဘက်ရေမိုင်၂40မိုင်ကိုယ်ပါဘူးမြို့ရဲ့တောင်ရှိတောင်ဘက်ရေမိုင်130မိုင်ပါရာဒက်စ်မြို့ရဲ့တောင်ဘက်ရေမိုင်290မိုင်ခန့်ကွာပင်လယ်ပြင်ကိုဗဟုပြုနေတဲ့ဆိုပါလေကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ရှိတောင်ပိုင်းမှာ မိုးတုံလေးအားတင်းတင်းရှိပြီးတော့ချန်ပင်ကလာပင်လောင်မှာမိုးတုံလေးအားကောင်းနေတယ်အဲ့လိုမိုးစလကထုတ်ပြန်ပါလိမ့်ဒါအပြင်မန္တလေးမကွေးကြားပြည်နယ်ချင်းပြည်နယ်တို့မှာဒီနေ့နေရာစစ်စစ်နဲ့ကြံတန်းနေပြည်နယ်မှာနေရာအနှံ့ပြမိုးထစ်ချုံရွာနေပါလိမ့်နေပြည်တော်ရန်ကုန်မန္တလေးပဲခူးစကိုင်းထပ်ပိုင်း AOD ကချင်ပြည်နယ်ကရင်ပြည်နယ်မိုးပြည်နယ်ရခိုင်ပြည်နယ်မှာနေရာကွက်မိုးကြီးနေပါလိမ့် မိုးရိမ်လောင်ဖြစ်ပေါ်မှုခြေနေရမန္တလေးမကွေးစကိုင်းတနင်္သာရီကင်းမီနဲ့ချင်းမီနဲ့မော်ဘီနာရခိုင်မီနဲ့ရှမ်းမီနဲ့တို့မှာမိုးရိမ်လောင်တွေဖြစ်ထွန်းအားကောင်းနေပြီအဲ့ဒီမိုးရိမ်လောင်တွေရွေးချမ်းရနေရာတခြားမှာမိုးရွာသွန်းကျင်တဲ့အတူလေပြင်းလိုက်တာမိုးထချုံတာမိုးကြိုးပြတာလျှက်စီလက်တာမိုးသီးကြွတာအစရှိတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နေပါလိမ့်မြမပင်လေပြင်းမြမကျွန်းပေါ်ရခိုင်ကမ်းလမ်းတစ်ချောင်းနဲ့ကမ်းလွန်ပြင်းနေပြတော့မှရန်ဖန်ရန်ကမိုးသက်လေပြင်းကြပြီးဆိုင်းကြည့်နေပါလိမ့် မိုးသက်လေပြင်းကြတဲ့ရေပြင်းပြင်းလေးလေးကနာယီကို35မိုင်ထိတက်ခတ်နေပါလေလိုင်းမြေမှာမြို့ဝကျွန်းပေါ်ရခိုင်ကဲလေးတစ်ချောင်းနဲ့ကန်လုံးပင်လေးမြေမှာ10ပင်မှ12ပင်ခန့်ရှိနေပါလေမိုးတမောက်ကွေမိုးလင်းလိုက်ကန်လုံးတစ်ချောင်းနဲ့ကန်လုံးပင်လေးမြေမှာတစ်ခါလေးမိုးသက်လေပြင်းကြပြီးလိုင်းသွင်းနေကလိုင်းကြီးနေပါလေမိုးသက်လေပြင်းကြတဲ့ရေပြင်းပြင်းပြင်းဟာတနအီကို25မိုင်မှာဝိုင်း30ထိတက်ခတ်နေပါလေလိုင်းမြေကမိုးတမောက်ကွေမိုးတနင်းလိုက်ကန်လုံးတစ်ချောင်းနဲ့ကန်လုံးပင်လေးမြေမှာ10ပင်မှ10ပင်ခန့်ရှိနေပါလေ ရေဝကျွန်းပေါ်ဒီသားဒီမှာတော့မိုးထချုံမဲ့ချီနေဆက်လက်ဖြစ်နေတယ်လို့မိုးစလကခံမှန်းထားပါလိမ့်2025ခုနှစ်အောက်တိုဘာလပထမဆယ်ရက်ပတ်အတွက်ဝန်လိုသားနဲ့ဇလားပေတာခံမှန်းချက်ရပင်ကပင်လယ်အော်မှာလေဖျားလိုက်ရပေါ်နှစ်ကြိမ်ဖြစ်နိုင်ပြီဒီကြိမ်မှာဟိုမိုအကောင်ကမုန်တိုင်းငယ်ဖြစ်ရောက်ရှိနိုင်ပါလေအနောက်တောင်ပိုင်းလေဟာအောက်တိုဘာ၁ရက်နေ့မှာခြောက်နေတွင်မြန်မာနိုင်ငံမြို့ဝကျွန်းပေါ်ဒေသမှာ၎င်းအောက်တိုဘာ9ရက်နေ့မှာ12ရက်တွင်မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာ၎င်းစုခွာသွားပွဲရှိပါလေ ကပလီပင်လေးပြည်နဲ့ဘင်္ဂလားပင်လေးအောင်မှာမုတ်တုံကြီးအားနေငယ်မှာအားသိနေရှိနိုင်ပါလေ။ဘိုးရသုံးမှုအခြေအနေကတော့ရန်ကုန်တိုင်းပဲခူးနေပြီးတော့စကိုင်းထပ်ပိုင်း ARD ကချင်နဲ့တရားပြည်နယ်ကင်းမီနမှုပြည်နယ်နဲ့ရှမ်းပြည်နယ်မှာရွာသုံးမြဲထပ်ပေါ်တိုင်းပြီနော်မန္တလေးမကွေးစကိုင်းတနင်္သာရီချင်းနယ်ရခိုင်ပြည်နယ်မှာရွာသုံးမြဲခံမိုးထီချောင်ရွာနယ်နဲ့ဆိုပါလေ။ နေပြည်တော်ရန်ကုန်ဘကိုးစကိုင်းထက်ပိုင်း AOD တနင်္သာရီကချင်ပြည်နယ်ကင်းပြည်နယ်မိုးပြည်နယ်ရှမ်းပြည်တောင်ပိုင်းနဲ့ရှေးပိုင်းမှာရှေးမော့ဆဲခန်းနဲ့မန္တလေးမကွေးစကိုင်းအောက်ပိုင်းတရားပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းမြောက်တို့မှာ9ရက်မှ9ရက်ထက်မိုးထစ်ချုံရွာနေပါလေမြေရှင်တွေက AOD မြေဟာမြေကျင်းနာမျိုးပမောရွှေကူကတာစပိတ်ချင်းမှာနှစ်ပေမှ9ပေခန့်လက်ရှိရေမှတ်တဲ့မြင့်တက်လာနိုင်ပြီးမန္တလေးစကိုင်းမြင်းမှုပခုတ်ကိုညောင်ဦး6 မင်းမှုကကွေးအောင်လံပြည်စိတ်တာဟင်္ဒရာဇလုံးမှာနှစ်ပေမှသုံးပေခွဲလက်ရှိရေဖက်တွေအောင်ကြာစင်းလာနိုင်ပါလေချင်းမီးကတော့ခန်းဒီဟိုမလင်ဖောင်းမြေမော်လိုက်ကလီဝမင်းကင်းကန်ဒီမုံရွာမှာနှစ်ပေမှလေးပေကန်လက်ရှိရေမှထမြင်တင်နိုင်ပါလေမြေတောင်မြေဟာကလေးမြို့မှာ၅ပေကန်ဒုံထောက်လီမြေဟာတီဘောရွှေဆိုင်ရနဲ့မြင်းငင်မြို့မှာတပေမှနှစ်ပေကန်ဘကူမြေဟာစောင်းလူနဲ့ ဘကိုးတို့မှာနှစ်ပေမှကုန်ပေကံတောင်းရင်ကြီးဟာမြောက်ဒီမှာတပေခွဲကံငုံမြင့်ဟာပတိမ်မှာတပေခွဲကံတိုးမြင့်ဟာမုံပင်မှာတပေကံနဲ့ဘီလင်းမြင့်ဟာဘီလင်းမြင့်မှာတပေခန့်လက်ရှိရေမထမြင့်တက်လာနိုင်ပါလေစတောင်းမြင့်ကတော့တောင်းငုံနဲ့မတောက်ပါတပေခွဲကံစီရွှေချင်းမြင့်ဟာရွှေချင်းမှာပေဝက်ကံတန်လွင်မြင့်ကဖအံမှာနှစ်ပေခန့်ငုံမြင့်ဟာငပန်းเจ้าမှာနှစ်ပေကံနဲ့ตาบ้องมาปีวะคันและชื่อยิมมันออก ကြာဆင်းလာနိုင်တယ်လို့ကုစလကထုတ်ပြန်ထားပါတယ်။လက်ရှိမှာတော့ရှမ်းပြည်နယ်တကြောမှာရေကြီးရေလျှံမှုတွေဖြစ်နေပါတယ်။ဒါချီလေးမှာလည်းတစ်နှစ်အတွင်း18ကြိမ်မြောက်ရေကြီးပါတယ်။24နှစ်အတွင်း3ပေခန့်တက်နိုင်တယ်လို့မိုးစလကထပ်တည်ပေးထားပါတယ်။အော်တိုဘတ်ရဲ့နနပိုင်းကစပြီးဒါချီလေးမြို့ပိုးချုပ်လမ်းမကြီးပောင်းဝင်နေပိုင်းရက်ကွက်တွေမှာရေကြီးရေလျှံမှုတွေဖြစ်ခဲ့တာပါ။ အခုဒီချိန်တာချီလေးရေကြီးမှုဟာတနည်းအတွင်း16ချိန်မြောက်ဖြစ်ပြီးအဲ့ဒီမျိုးရဲ့စိုးရင်အမှတ်390စင်တီမီတာထက်ကျော်လွန်ကတပေခန့်မြင့်တက်ပါလေ။ဘဲဆိုင်ချင်းရင်ဟာလာမယ့်နောက်တည့်အတွင်း3ပေခန့်မြင့်တက်နိုင်ပါလေ။ရေကြီးမှုကြောင့်တာချီလေးမှာရှိတဲ့ဘိုးချုပ်လမ်းမကြီးနဲ့မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့တာလော့ပုံးထုံမကောက်ဦးခန်းဆန်ဆိုင်ကခရပ်ကွက်တွေရှိလမ်းနဲ့နေနေမှာရေဝင်ပြီးရေကြီးရှင်မှုတွေဆက်ဖြစ်နေပါလေ။ကားလမ်းတွေကခုစုရေချောင်းတွေဖြစ်နေပြီးလုံးဆက်တာလည်းနယ်လမ်းမထူနိုင်တော့ဘူး။ တာချစ်လက်တင်းကိုလည်းရေကြီးတာမထားနိုင်တော့ဘူးဒေတာခန်တွေကဒေတာတစ်ခုလုံးကတစ်ခုခုလုံးမှရတော့မယ်လို့ပုံဖွင့်ရကောမှနေသူတို့ကပြောပါလေမဲဆိုင်ချောင်းရီမင်းတလာမှုကြောင့်မြကန်းနီးနဲ့နေမန်းနေထိုင်သူတွေကြိုတင်သတိပြုနိုင်ဖို့လေမြင်းရီမင်းတပါကအချိန်မီရှောင်ရှားနိုင်ဖို့သတိပေးစိုးစုံလေးလုပ်လျက်ရှိတယ်လို့သိရပါလေဒါပြင်ရှမ်းပြည်မောင်းပင်မှာလည်းမိုးသေးပြီးတော့တောင်ကြားချောင်းရီကြာစင်မှုကြောင့်မြင်းနီးရက်ွက်တွေမှာရေကြီးရေရှမ်းမှုတွေဖြစ်နေပါလေနိုင်ယုံချောင်းရီမင်းတလာခြင်း ိုးသီးထန်စွာရောက်သွန်းမှုနဲ့အတူတောင်ကြားချောင်းဝင်းမြေတကျင်းကြောင့်ရှမ်းပြည်တော်ပိုင်းလင်းခေခံမောက်မင်မှာလည်းမိုးသီးထန်စွာရောက်သွန်းပြီးတောင်ကြားချောင်းမြင့်တက်အောင်မှုကြောင့်မြို့ပေါ်ရှိမြင်းတွေမှာရက်ွက်တွေဖြစ်တဲ့မွေးတော်ရက်ွက်နဲ့စီးနေမှရက်ွက်မှာရေကြီးရှမ်းမှုတွေဖြစ်ပါလေ။နိုင်ငံချောင်းဝင်းမြင့်တက်လာတဲ့အတွက်မြင်းတွေမှာရှိရေဝင်းနဲ့အေဒီမအင်းတော်စုတွေဝင်းလို့ရာပြောင်းရွှေ့ခဲ့ရပါလေ။ချောင်းနဲ့နေတဲ့ဇီးနဲ့ရက်ွက်တွေကနေပိုင်းနဲ့အင်းတွေရေဝင်းတာပါ။ဒီနေ့မှမှရေကနည်းနည်းပြန်ကြတယ်လို့မြို့ကန်တို့ကပြောမိုးသီးတဲ့ဆောင်ရောင်သူမှကြောင့်မောင်းမယ်လင်းချလန်း မောင်းမယ်မိုးတဲ့လမ်းမောင်းမယ်ဟိုနဲ့ဆိုက်ခွန်လမ်းတွေမှာ ရေတိုက်စားကလမ်းပြတ်စီးမှုတွေရှိသလိုရေကျော်မှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မကွေးတဲ့ဒေသကြီးရင်းနှင်းကျောင်းမြို့နမော့မြို့တွေမှာလည်းမိုးများပြီးတော့ချောင်းရည်ကြီးတာကြောင့်လူနေအိမ်တွေပျက်စီးပြီးမြေပြိုကျမှုတွေဖြစ်ခဲ့ပါတယ်။ရေကြီးတာကြောင့်ဆိုင်ငရီပါမျောပြမျောပါတဲ့အပြင်မြေပြိုလို့ဒေသခံတွေအလုံးစုံပြောင်းရွှေ့ခဲ့ရတဲ့ဖြစ်စဉ်တွေလည်းဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။